ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။နန်ရွယ်ချန်နဲနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်။အခုလာရောက်တင်ဆက်ပေးမယ့်ဆလန်းလေးရတော့စိတ်ထားကောင်းတဲ့ညီမနေအောင်နဲ့ရှေးဟောင်းယတနာပစ္စည်းလို့အမည်ရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဆလန်းလေးမစတင်ခင်မှာတော့နန်ရွယ်ချန်နဲလေးကို like and subscribe လေးလဲလှုပ်ပေးသွားကြအောင်နော်။ဒီရွာလေးတရွာမှာမှုတ်ဆိုးကိုကြောက်နဲ့သမီးအပြိုနေအောင်နေထိုင်တဲ့မိသားစုတစုရှိပါတယ်။မိခင်ဖြစ်သွားတော့သူတို့ငငယ်ကလေးအဆုံးပါသွားတဲ့အတွက် ဥပယူတယောက်ပဲကျွေးမွေးဆောင်းလျှောက်လာရတာပါ။သမီးကြီးရဲ့နာမည်ကတော့ခေလိုအမည်ရပြီးအသက်က16နှစ်ထက်မြက်တဲ့မိန်းမတယောက်ဖြစ်တယ်လို့တမ္မာတဲ့မိန်းမတယောက်ဖြစ်ပြီးတော့မိန်းမကောင်းတယောက်လည်းဖြစ်ပါတယ်။အငယ်တယောက်ကတော့စပယ်လို့ခေါ်ပြီးအသက်ကတော့16နှစ်အမည်နဲ့အမျှလှပပြီးသူ့အမအကျွတ်တော့လူကောင်းတယောက်လေးပါ။သူတို့အိမ်ကမအီမရှိတော့ပေမဲ့ပျော်ရွှင်နေထိုင်လာကြပြီးတနေ့မှာတော့ ခရင်နဲ့စပယ်တို့ညီမနှစ်ယောက်တောထဲမှာတူတူဖို့ထွက်ရှာရင်တကားမှမမြင်ဖူးတဲ့ကိုကြီးတကူကိုတွေ့သွားခဲ့ပါတယ်။ပါကူကြီးလည်းအကြီးကြီးပဲ။အေးနော်။လာဝင်ကြည့်ရအောင်အထဲမှာဘာရှိလဲမသိဘူး။ဒါပေမဲ့အရင်ကြောက်ဖို့ကောင်းတယ်။ဟာဘာမှဖြစ်ပါဘူး။အထဲမှာပိုးပွားလက်ချက်ကလေးကအမွေနစ်တွေရှင့်ရှင့်မှာလိုက်ခဲ့။အေးဒါဆိုရင်လည်းတော့ကွာ။ဒီလိုနဲ့သူတို့ညီမနှစ်ယောက်လုံးကိုထဲကိုဝင်သွားကြတယ်။တေကူထဲကအရင်ကြောက်ဖို့ကောင်းတာပဲ။ ဟုတ်တယ်။ချက်သိန်းတွေတောင်ထလာပြီ။ခဏအကြာမှာတော့ပြုတ်ကျလာတဲ့အတန်တကုတ်ကြားလိုက်ရတဲ့အချိန်မှာတရေချောက်တာထင်ပြီးသူတို့နှစ်ယောက်ကြောက်လန့်သွားခဲ့ပါတယ်။အာ။တရေတရေတရေထွက်လာပြီ။စပယ်စပယ်။ဘာဖြစ်တာလဲ။ကြောက်ခဲကြလာတာပါ။ဟင်းဟုတ်လား။ဘာလို့ဒီလောက်တောင်အတန်ကျဲနေရလဲ။နင်းကလည်းတေချာနားမထောင်ငါတော့လန့်သွားပဲ။ငါအစကတည်းကငါကြောက်ပဲလေ။အားလည်းဟုတ်သားပဲ။သူတို့ထွက်ဝင်သွားတဲ့အချိန်မှာ ဟောင်းနွမ်းလာတဲ့မြေပုံတစ်ခုတွေ့လိုက်ပါတယ်။အဲ့ဒီမြေပုံကကိုယ်ထဲမှာရတနာတွေတင်းထားတဲ့လေဝက်နေရာကိုညွန်ချတဲ့မြေပုံပါ။သူတို့ညီမနေရာကလည်းမိသားစုကယ်တင်နိုင်ဖို့အတွက်အဲ့ဒီရတနာရှိတဲ့နေရာကိုသွားဖို့ဆုံးဖြတ်လိုက်တယ်။စပယ်စပယ်ငါတို့အဲ့ဒီနေရာခေါ်သွားနိုင်တဲ့မြေပုံငါအဲ့ဒီရတနာတွေရလာရင်တော့ဝက်တကောင်လုံးဝယ်ပြီးကင်စားလိုက်မှာဟိမတိဘူးငါတို့အရင်ကြောက်နေပြီ။နင်ဘာတွေကြောက်နေရလဲငါတစ်ယောက်လုံးရှိနေအောင်အေးအေးအေး အဲ့ယတနာတွေသာတွေ့အောင်ရှာအောင်ဟင်အမအမမွေဟမွေဟစိတ်ကိုအေးထားငါတို့တော့ဘာမှမလုပ်ရင်သူလည်းငါတို့ဘာမှလုပ်မှာမဟုတ်ဘူးသူ့မျက်လုံးကိုကြည့်နီရဲနေရပဲသူ့အနာမကတ်နေတော့အေးပါငါလည်းအဲ့လောက်မသေးချင်သေးဘူးမင်းကိုပွဲလို့ပြအောင်မင်းဟင်မင်္ဂလာပွဲမလားအတူပါအခမ်းနာနေရလေအမတယောက်ဖြစ်ပြီးတော့အရင်ကရုံမာလားသူတို့နေရကလည်းမထက်မှတ်ထားတဲ့အရာကိုကြုံတွေ့ရပြီး ခက်ခက်ခဲခဲနဲ့ကြော်ဖြက်လာကချောင်းတခုကိုကြော်လာပြီးတွေ့လိုက်ရတာတော့ဒါဒါဟာပါကောင်ကြီးလေအကြီးကြီးပဲအသက်မကျန်နဲ့ဟာချားသောမေပါကောင်ဖြစ်ရမှာလေအဲ့လောက်မွေဝါထိတ်နေတာသူချားသွားရင်အကုန်တေကုန်တော့မှာပဲဒါပေမဲ့သူ့ကိုကြည့်ရတာတန်ရရထားသလိုပဲသွေးတွေလည်းထွက်လို့အင်းတော့သွေးထွက်နေရလဲမရက်ဘူးထိုးစက်လိုက်တာအဖေပြောဖူးတာကတော့ဒါကကန်ကောင်းတယ်တဲ့တော်ယုံတဲ့ယုံမကြုံရဘူးတဲ့လေ ဒီလိုနဲ့မွေကြီးကနုံးလာတော့သူတို့နှစ်ယောက်လုံးထွက်ပြေးဖို့ချောင်းနေတော့နင်တို့ဘသူတွေလဲဒီမှာပါလာလောက်တာလဲကျမခရင်ညီမလေးကတော့စပယ်ပါဒေါ်ထဲမှာတဦးတစ်ဖို့လာရှာရင်ဒီကိုရောက်လာတာအရှင်ကိုတမင်တက်တက်လာနောက်ရှက်တာမဟုတ်ပါဘူးထွက်သွားပါတော့မယ်နားတော့နော်ဒါနဲ့မွေကြီးကတရားရထားတာလားငါဒီကေနာကိုစောင့်ရှောက်လာတာနှစ်သိန်းလောက်ရှိပြီအသက်ကကြီးလာပြီဆိုတော့ ။သွားရင်လာရင်နဲ့ကြောက်ခဲနဲ့ထိမိလို့ပြုတ်ချတိခံထားရတာ။အနာအရန်ကြီးတော့ဘယ်မှလည်းထွက်လို့မရအောင်။ဩကြစ်လို့လား။ကျမတို့မှဆေးကောင်းနေပါလာတယ်။ကုပေးမယ်လေ။နင်တို့နှစ်ယောက်ကိုတော့ကျေးဇူးတင်ပါတယ်။ဒါပေမဲ့ငါကအရန်အသက်ကြီးနေပြီဆိုတော့အတန်းလဲကုန်သွားတော့မယ်။မကူတော့ပါဘူး။တိုင်မဲ့ကျမအထင်အနာတရားမရှိပဲနဲ့တေတာပိုကောင်းတယ်မဟုတ်လားဘယ်ဟာရွေးမလဲဆိုတာကိုယ့်အကူစဉ်းစားဖို့อืมရတယ်လေဒါဆိုလည်းကုပေါ့ ဒီလိုနဲ့သူတို့ညီမနှစ်ယောက်လည်းငွေကြီးကို၄ရက်လောက်ကိုပေးပြီးတက်တာလာတော့ငွေကြီးလည်းသူတို့နှစ်ယောက်ကိုကျေးဇူးတင်နေပါတယ်။ငါ့ကိုကောင်းကောင်းတက်တာလည်းဒီကုသပေးလို့ကျေးဇူးတင်ပါတယ်။အခုတော့နင်တို့နှစ်ယောက်ပြောလို့ပဲအနာတရားတွေတည်းသိကြမလို့တော့။ငါလည်းဒီရှေးဟောင်းရဏတွေကိုဆောင်းရှားလာတာကြာပြီ။လူရမယ့်အချိန်တန်ပြီ။ဒီတွေအားလုံးနင်တို့နှစ်ယောက်လက်ထက်အပ်ပါတယ်။သွားပြီးနင်တို့မိသားစုကောင်းမွန်အောင်တည်ဆောက်ကြပါ။တခုကဆင်းရဲတဲ့သူတွေကိုကူညီ တတိထားမှာကဒီပစ္စည်းတွေနဲ့မကောင်းတာတွေလုံးဝမလုံးမစင်လေ။ဒါနဲ့နေတို့နှစ်ယောက်ရဲ့ဘဝလုံးဝပျက်စီးသွားလိမ့်မယ်။အပြောတာကိုလက်ခံရင်ရန်နာမြောင်များစွာနဲ့နေတို့နှစ်ယောက်ကိုရွာထိပြန်လိုက်ပို့ပေးမယ်။ဘလို့လဲ။ကျမတို့ညီမနှစ်ယောက်အခွင့်အရေးပေးလို့ကျေးဇူးတင်ပါတယ်။ကောင်းပြီလေ။မွေကြီးကလည်းသူတို့ညီမနှစ်ယောက်ကိုရွှေမွေရတနာတွေနဲ့အတူရွာလိုက်ပို့ပြီးရွာရောက်တော့မွေကြီးနဲ့လမ်းခွဲလိုက်တယ်။ကျမတို့ညီမနှစ်ယောက်ဘဝအစ်စ်ပေးလို့ ွေကြီးကိုကျေးဇူးတင်ပါတယ်။မွေကြီးပြောတဲ့အတိုင်းလဲကျမတို့ညီမနှစ်ယောက်လိုက်လို့ပါမယ်။နင်တို့နှစ်ယောက်ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြပါ။ဘိုင်ဘိုင်။ဒီလိုနဲ့သူတို့ညီမနှစ်ယောက်ရဲ့ဘဝကလည်းကောင်းမွန်လာပြီးအဲ့ဒီပတ်စံတွေနဲ့ဆင်းရဲဒုက္ခတွေကိုကိုညီကရွာတဲ့လူတွေကလည်းသူတို့ညီမနှစ်ယောက်ရဲ့ရဲရင်တဲ့စိတ်တုပ်ချီကျူးနေကြပါတယ်။ ဟုတ်ကဲ့ပါရှင်နန်းရွယ်ဆက်လန်းလေးရတော့ဒီမှာတင်ပြီးဆုံးသွားပါပြီရှင်နောက်ထပ်ဆက်လန်းတွေမှာလည်းဘလို့စိတ်ဝင်စားစရာဆက်လန်းကောင်းလေးတွေကိုလာရောက်တင်ဆက်ပေးသွားမလဲဆိုတာစောင့်မျှကြည့်ရှုအားပေးကြပါအောင်ရှင်